မန္တလေးမှာငလျင်ကြောင့်ပျက်စီးသွားတဲ့အဆောက်အဦတွေကလက်စမီတာဖက်လို့ရရင်နှလားသာပေါင်းဆောင်ရမယ်လို့စစ်ကောက်စီလက်အောက်ခံလက်စမီတာရုံကတော့ထုတ်ပြန်ထားပါတယ်။ပျက်စီးမှုရှိတဲ့အဆောက်အဦတွေအနေနဲ့မတ်လအတွက်မီတာပေမရရှိတဲ့လက်စမီသုံးသူတွေကမေလာတရက်ကစပြီးအေဗလန်အတွက်မီတာဖက်ရှိချိန်မှာသုံးဆွဲယူနစ်တွေကိုနှလားသာတွက်ချက်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။လက်စမီသုံးသူတွေအနေနဲ့မစလနဲ့ရီလာရီအတွက်ကြာတဲ့ငွေကိုမီတာဖေပေါ်မှာရှိတဲ့နောက်ဆုံးပေးဆောင်မယ့်ရက်အတိုင်းပေးဆောင်ဖို့လည်းတတိပေးထားပါရက်။ပျက်စီးမှုရှိတဲ့မီတာဖက်ရှိနေတဲ့ မိသုံးသူတွေအနေနဲ့မတ်လအတွက်မီတာဘေးရရှိပါကဒီပေါ်မှာပါရှိတဲ့နောက်ဆုံးပေးဆောင်မယ့်ရက်အတိုင်းပေးဆောင်ရမယ်လို့လည်းဖော်ပြထားပါတယ်။မီတာဖတ်မရအောင်ပျက်စီးတော့ပါကချမ်းမြသာစီမျိုးနဲ့လက်စစ်မန်နေဂျာရုံးကိုတရင်ပြဖို့ကြဖို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာ။အာဆီယံလက်ကျဥက္ကရာလည်းဖြစ်မလေးရှားဝန်ကြီးချုပ်လည်းဖြစ်တဲ့အန်ဝိုင်ဘရိုင်းနဲ့စစ်ကောင်းဆောင်မင်းအောင်နိုင်တို့တိစုံဆွေးနွေးပြီးရောက်ပိုင်းမှာလည်းမြန်မာစစ်တပ်ရဲ့ရဲသားပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေတယ်လို့ဒိုင်းလို့တော်အမတ်ကတဗီးစုဆန်ကလူမှုကေပြနေတစင်အေဗရလတ်စလီရဲ့နေမှာဝေဖန်ထောက်ပြခဲ့တာပါ။ မြန်မာစစ်တပ်ဟာဧပြီလ19ရက်နေ့မှာမန္တလေးတန်းတပိတ်ကြီးမြို့နယ်ရေတက်ကြီးရွာနဲ့စကိုင်းတိုင်းမြို့မှုမြို့နယ်ကန်တော်ကြီးရွာတွေကိုလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့တာကြောင့်ကလေးငယ်တွေအပေါင်းဝင်ရသားပြည်သူတွေဟာအဆုလိုက်အပြုံနဲ့တည်ဆုံခဲ့ရတာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။ထိုင်းလူတော်မဲ့ကန်နဘီဆူဆန်ကအဲဒီဖြစ်စဉ်ကိုပြောဆိုပြီးတော့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်တို့ဒီလေကြောင်းတက်ခတ်မှုတွေနဲ့ပတ်သက်ပြီးဘာကြောင့်နှိမ့်လူရှုနေတယ်လဲဆိုတာကိုမေးခွန်းထုတ်ခဲ့တာလည်းဖြစ်ပါတယ်။မြန်မာဂျမ်ဖက်နဲ့ဆက်ဆက်ပြီး ဆက်စပ်ညီနိုင်မှုလုံဆောင်နေဦးမယ်ဆိုရင်တော့တည်ဆုံးသွားတဲ့မြန်မာပြည်သူတဦးချင်းစီအတွက်တာဝန်ခံရမှာဖြစ်တယ်လို့လည်းကနဘီစုစံကသတိပေးထားပါတယ်ခင်ဗျာပြည်သူတွေပေါ်ကျမ်းပတ်ကျူးလွန်မှုလုပ်ရတဲ့အတွက်စစ်ကောင်စီကိုအပြစ်ပေးရေးယူနိုင်ရေးအစွမ်းကုန်တောင်းယူဆောင်ရွက်သွားမယ်လို့မြို့သားညီညီဆွေရအန်ယူဂျီကတော့အပလန်စက်တင်နေကထုတ်ပြန်ထားပါတယ် လူ့ကွင်းဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရားလုံးတန်းလူညီများရရှိရေးငញ្ញိုင်းနဲ့တရားမျှတမှုရရှိရေးဦးတည်ချက်ကိုခိုင်ခိုင်မာမာလက်ကင်ထားပြီးတော့စီးပွားရေးကျွလူမှုတွေကိုအေးအေးယူဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ကြမှာပါရှိပါတယ်စစ်ကောင်စီကမန္တလေးတန်းတပိတ်ကြီးမြို့နယ်ရေထွက်ရာတက်စီဆိုင်ကိုဧပြီလ19ရက်နေ့ကလေကြောင်းနဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်အသက်3နှစ်နဲ့နှစ်နှစ်ကျော်အရွယ်ကလေးနှုတ်အပောင်ဝင်ပြည်သူ3ကိစ္စုံးခဲ့ပြီးတော့တိကြိုက်တန်းရရှိစု20ကျော်ရှိခဲ့တယ်လို့လည်းသိရပါတယ်ဆက်လက်ပြီးပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကလည်းမန္တလေးတန်းတပိတ်ကြီးမြို့နယ်လက်ကျကြီးရွာနဲ့ ရေထက်ကြီးရကိုစစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ပြည်သူ7ဦးသေဆုံးပြီးတော့3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။လက်ရှိမြေပြင်သတင်းချက်လက်တရာအဆိုပါအလီကျောင်းတိုက်ခိုက်မှုတွေကြောင့်ရဲသားသေဆုံးသူ40ကျော်ပတ်ဝန်းကျင်ထိရှိလာပြီဖြစ်တယ်လို့လည်းသိရှိရပါပါခင်ဗျာ။ယူရီမြန်မာရဲ့ညနေခင်းသတင်းစီစဉ်ဒီကိုနေ့စဉ်တင်းနှံကနေစနေနေ့ထိမြန်မာစံနှုန်းညည9:00နာရီတိုင်းမှာတိဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါခင်ဗျာ။